ပြီးခဲ့တဲ့ဒီဇင်ဘာလ၄ရက်နေ့ကစတင်ခဲ့တဲ့ဗမော်မျိုးသိန်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်900ကျော်သေဆုံးပျောက်ဆုံးမှုတွေရှိနေပြီးခံစစ်အင်အားပြော့လာတဲ့အတွက်အမတ်27စစ်စင်ရေးကုကဲမှုဌာနချုပ်စစ်စင်ရေးကုတ်ကဲရေးမှုစကခမှုဗိုလ်မှူးချုပ်တင်မင်းလက်ကို အရန်အင်အားပို့လိုက်တယ်လို့သိရပါဗျ။လက်ရှိမှာဗမော်စကခမှုဟောင်းဗိုလ်မှူးချုပ်တင်မင်းလက်ကို အရန်အင်အားပို့ထားပြီးဗမော်မှာဆက်လက်ထားရှိတယ်လို့သိရပါဗျ။ ဗမော်တိုင်ပွဲက85ရာခိုင်နှုန်း25ရာခိုင်နှုန်းအဲ့ဒီအနေအထားအထိ KIA ကအသာစီးယူထားတယ်စစ်တပ်ဘက်ကရဟတ်ရင်နဲ့စစ်ကူအင်အားပို့နိုင်နေတာခံစစ်အင်အားကျရှည်စေတယ်စကကမှုကိုဖြုတ်ပြီးမှုချုပ်အစ်စ်တင်ထားတယ်ဒူးစကကမှုကခလာရ၄ခွန်ခံစစ်စစ်ကြောင်းကိုဥဆောင်နေတယ်လို့စီရေးသတင်းရှင်းမြစ်က ARD Times ကိုပြောပါတယ်စကကမှုနေရာကိုဗမှုချုပ်အောင်နိုင်ဦးရောက်ရှိလာပြီးဗမော်ခံစစ်ကိုအဓိကဥဆောင်နေတာ အခုရက်ပိုင်းတွင်လူဝင်အားကိုလေချောင်းကပို့နိုင်ဖို့ပြုလုပ်လာတယ်လို့သိရပါဗျ။ဗမော်တိုင်ပွဲမှာ၅လကြာမြင့်ပြီဖြစ်ပေမဲ့လည်းစစ်ကောင်စီကခန့်စစ်အင်အားကိုတိုးချဲ့ကမြို့တွင်းအထက်မြင့်တိုက်နယ်အဆောက်အဦတွေမှာနေရာယူတိုက်ခိုက်လာတဲ့အတွက်မြို့သိမ်းတိုက်ပွဲကြာမြင့်နေတာလို့သိရပါဗျ။ဗမော်ရှိစီရင်ပြတ်မှတ်နေရာတွေနဲ့တရင်တပ်ဖွဲ့20ကျော်ကိုကချင်လွတ်လပ်တပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေကပိတ်ဆို့ပြီးတပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။ စစ်ကောင်စီအား၎င်းတို့အတွက်အင်အားလိုအပ်ချက်တွေကြောင့်ဗမော်တိုက်ပွဲကမြေကြီးနာစစ်ဆေးရုံကိုပို့ဆောင်ထားတဲ့ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအနှဲငယ်တက်တလာပါကဗမော်တိုက်ပွဲတွင်ရဟတ်ရင်တွေနဲ့ပြန်လည်ပို့ဆောင်ဖို့စီမံထားတယ်လို့လဲတပ်သတင်းရင်းမြစ်စီကသိရပါဗျာ။